အဲပထမဦးဆုံးဌာနေရရှိခဲ့တဲ့ဆူကတော့ miss congenitality ဆူလေးဖြစ်ပါတယ်။အဲဒီဆူလေးကတော့ပေါင်းသင်းဆက်ဆံရေးအကောင်ဆုံးပေါ့နော်။ပေါင်းသင်းဆက်ဆံရေးအကောင်ဆုံးစိတ်ပေါ်သာအကောင်ဆုံးဆိုပြီးတော့အဲ့လိုမျိုးလေးအနေနဲ့အဲဆူလေးကိုပေးခံခဲ့ရပါတယ်ရှင်။အဲဆူလေးကတော့တကယ်တော့ဌာနေစူးစမ်းမှုကြောင့်ရခဲ့တာမဟုတ်ပါဘူး။ဌာနေရဲ့ဒီ grand sister တွေပေါ့နော်အကုန်လုံးကဌာနေကိုချစ်ကြတယ်။ဌာနေကဒီအကုန်လုံးနဲ့ပေါ့နော်ရင်းနှီးနှီးအဲ့လိုပျော်ရွှင်လေးနေခဲ့တယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာအမှတ်အသားလေးတစ်ခုပေါ့နော်။အဲအဲ့လိုမျိုး မျိုးလေးအနေနဲ့သူတို့စိတ်ထဲမှာအမှတ်ကလေးတွေပေးပြီးတော့ဌာနေကိုပေးခဲ့တယ်လို့ဌာနေကအဲ့လိုမျိုးခံစားရတယ်ပေါ့နော်အဲ့ကြောင့်အချစ်ခံတဲ့ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ဒီကလေးပြီးတော့ grand sister တွေအားလုံးကျေးဇူးများကြီးတင်ပါတယ်အရန်လဲချစ်ပါတယ်ရှင်ဘလို့ခံစားရလဲဆိုတော့အရန်အရန်ပျော်တာပေါ့ဘာလို့လဲဆိုတော့ကိုကဌာနေကဒီစုကိုရရမယ်ဆိုတဲ့စိတ်နဲ့ဌာနေလုတ်ခဲ့တာမဟုတ်ပါဘူးဒီစုကိုလဲဌာနေဒီရာကိုအဲ့နေ့ နေ့လေညမညညပေါ့နော်ညပွဲရှိတယ်ဆိုတော့မှအဲ့ညနေကျမှနင်တို့ဒီစုလေးရှိတယ်နင်တို့မဲတွေပေးဆိုရင်မဲလေးတွေလာပြန်ဩအစုရှိရလားဆိုတော့အတွေးလေးအဲ့လိုပဲတိခဲ့တာပေါ့နော်ဒါပေမဲ့ကိုရမယ်လို့မထင်ခဲ့ဘူးအဲ့မတိုင်ရနဲ့ဒါနေကမ်ကာလာတောက်ရှောင်းမှာညီမနဲ့ညီမမောနွနွထွထွနဲ့နေခဲ့တယ်သူတို့လိုအပ်တာလေးတွေကူညီပေးခဲ့ပေါ့နော်ဌာနီဘက်ကတော့စိတ်ရင်းလေးနဲ့လောက်ခဲ့မိလို့လားတော့မသိဘူးပေါ့နော်ဌာနီမမေအမြဲတမ်းဆုံးမတာရှိခဲ့ပူပါတယ် ဖေဖေကလည်းစုံမရပေါ့နော်အဓိကဖေဖေရောမေမေရောစုံမရတယ်တမီတမီအလျံအဲ့လိုပေါ့နော်လိုက်ပြီးတော့လုံယူစရာမလိုဘူး right time နေပါကြီးဆိုတာသူကသူရှိတယ်လုံယူစရာမလိုဘူးတမီဒီအရာလေးကိုပေါ့နော်စိတ်ထားနူးနူးညံ့ညံ့လေးနဲ့နှစ်လောက်ပါလေးတမီထားရင်တစ်ချိန်ချိန်ကြရင်တော့တမီအတွက်နေရာလေးတနေရာဆိုတာရှိလာမယ်ပေါ့နော်အခုဟိုလိုနေရာမဟုတ်ရင်တော့မှဒါဌာနီဒီ grand sister 2025ဒီအဖွဲတစ်ဖွဲလုံးရဲ့ ချစ်ချင်းမြတ်တာကိုခံရတဲ့စုလေးရခဲ့တဲ့အတွက်အရန်ကိုပြောပါရရှင့်ဟုတ်ဟုတ်ကဲ့မင်္ဂလာပါရှင့်ညီမနာမည်ကတော့ထူးထာနေပဲဖြစ်ပါတယ်ညီမက Miss Grand Bago 2025 ကိုစားပြုအနေနဲ့ Miss Grandma ဝင်ရောက်ရှင်ပြန်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။အော်ဟုတ်ကဲ့။အဲပြီးဆုံးသွားပြီဆိုတော့ MNI အခုဆိုရင်တော့အကောင်လုံးပေါ့ညီမတွေတယောက်နဲ့တယောက်လွမ်းနေကြတယ်။လွမ်းနေကြတယ် Facebook တွေမှာ Messenger တွေမှာဆိုလို့ရှိရင်လည်းမိုက်လွမ်းနေသူစုံကြမယ်လို့ပါတော့ပေါ့နော်။အဲ့လိုမျိုးတွေပြောပြီးတော့တယောက်နဲ့တယောက်လွမ်းနေအလွမ်းတိမ်နေတဲ့အချိန်လေးပေါ့နော်။ဟုတ်။အော်ဟုတ်။ အဲပထမဦးဆုံးဌာနရရှိခဲ့တဲ့ဆုကတော့ Miss Congenialty ဆုလေးဖြစ်ပါတယ်။အဲဒီဆုလေးကတော့ပေါင်းသင်းဆက်ဆံရေးအကောင်ဆုံးပေါ့နော်။ပေါင်းသင်းဆက်ဆံရေးအကောင်ဆုံးစိတ်ပေါ်သာအကောင်ဆုံးဆိုပြီးတော့အဲ့လိုမျိုးလေးအနေနဲ့အဲဆုလေးကိုပေးခံခဲ့ရပါတယ်ရှင်။အဲဆုလေးကတော့တကယ်တော့ဌာနစူးစမ်းမှုကြောင့်ရခဲ့တာမဟုတ်ပါဘူး။ဌာနရဲ့ဒီ Grand Sister တွေပေါ့နော်။အကုန်လုံးကဌာနကိုချစ်ကြတယ်။ဌာနကဒီအကုန်လုံးနဲ့ပေါ့နော်။ရင်းနှီးနှီးအဲ့လိုပျော်ရွှင်လေးနေခဲ့တယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာအမှတ်အသားလေးတစ်ခုပေါ့နော်။အဲအဲ့လိုမျိုး မျိုးလေးအနေနဲ့သူတို့စိတ်ထဲမှာအမှတ်ကလေးတွေပေးပြီးတော့ဌာနီကိုပေးခဲ့တယ်လို့ဌာနီကအဲ့လိုမျိုးခံစားရတယ်ပေါ့နော်အဲ့ကြောင့်အချစ်ခံတဲ့ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ဒီကလေးပြီးတော့ grand sister တွေအားလုံးကျေးဇူးများကြီးတင်ပါတယ်အရန်လဲချစ်ပါတယ်ရှင်ဘလို့ခံစားရလဲဆိုအရန်အရန်ပျော်တာပေါ့ဘာလို့လဲဆိုတော့ကိုကဌာနီကဒီစုကိုရရမယ်ဆိုတဲ့စိတ်နဲ့ဌာနီလုတ်ခဲ့တာမဟုတ်ပါဘူးဒီစုကိုလည်းဌာနီဒီရအောင်အဲ့နေ့ နေ့လေညမညညပေါ့နော်ညပွဲရှိတယ်ဆိုတော့မှအဲ့ညနေကျမှနင်တို့ဒီစုလေးရှိရယ်နင်တို့မဲတွေပေးဆိုရင်မဲလေးတွေလာပြောအော်အဲ့စုရှိရလားဆိုတော့အတွေးလေးအဲ့လိုပဲတိခဲ့တာပေါ့နော် ဒါပေမဲ့ကိုရမယ်လို့မထင်ခဲ့ဘူးအဲ့မတိုင်ရနဲ့ဒါနေကမ်ကာလာတောက်ရှောင်းမှာညီမနဲ့ရီမမောနွနွထွထွနဲ့နေခဲ့တယ်သူတို့လိုအပ်တာလေးတွေကူညီပေးခဲ့ပေါ့နော်ဌာနီဘက်ကတော့စိတ်ရင်းလေးနဲ့လှုပ်ခဲမိလို့လားတော့မသိဘူးပေါ့နော်ဌာနီမမေအမြဲတမ်းဆုံးမတာရှိခဲ့ပူပါတယ်ဖေဖေကလည်းဆုံးမရပေါ့နော်အဓိကဖေဖေရောမမေရောဆုံးမရတယ်တမီတမီအလျံအဲ့လိုပေါ့နော်လိုက်ပြီးတော့လှုပ်ယူစရာမလိုဘူး right time နေပါရေးဆိုတာသူကသူရှိတယ်လှုပ်စရာမလိုဘူးတမီ ဒီအရာလေးကိုပေါ့နော်စိတ်ထားနူးနူးညံ့ညံ့လေးနဲ့လှလှပလေးသမီးထားရင်တစ်ချိန်ချိန်ကြရင်တော့သမီးအတွက်နေရာလေးတနေရာဆိုရှိလာမယ်ပေါ့နော်အခုဟိုလိုနေရာမဟုတ်ရင်တော့မှဒါဌာနီဒီ grand sister တောင်းတဲ့25ဒီအဖွဲတစ်ဖွဲလုံးရဲ့ချစ်ချင်းမေတ္တာကိုခံရတဲ့စုလေးရခဲ့တဲ့အတွက်အရန်ကိုပြောပါရရှင့်ဟုတ်ဘယ်လိုအမှတ်တရကောင်းလေးဖြစ်ကလေးဆိုတော့ ဌာနီပေါ့နော်ဌာနီကိုတချို့ရေးကြတာလဲအဲ့လိုပေါ့နော်ဟိုအမျိုးမျိုးတော့ရှိရပါဘောရှင်ချို့ရေးကြတော့လဲစိတ်ထားမကောင်းလို့ဘာလို့လဲအဲ့လိုမျိုးလေးရှိကြရဲပေါ့နော်ဒါတော့မပြောတော့ပါအဲ့လိုမျိုးလေးရှိကြရဲဆိုတော့ဌာနီကဒီအခုဌာနီတို့ KZB Entertainment ကမမကေခိုင်နင်းရဲမမဒိုရာရဲနောက်ပြီးတော့ Creative Director ပုံစံမျိုးနဲ့ပပဆွဲမန်ဆိုပြီးတော့၃ယောက်ပေါ့နော်အဲ၃ယောက်ကဌာနီကိုပြုစုပြူထောင်ခဲ့တယ်သူတို့ရှိရောက်တဲ့အချိန်မှာအရင်ကဌာနီကစိတ်ဓာတ် အဲ့လောက်မလှဘူးလို့ဌာနီကိုဝိုင်းပြောကြတယ်သူတို့မမွေးနဲ့ပေါ့နော်ဒါကတော့မမမွေးတမင်တက်တက်လောက်တာလို့တော့ဌာနီကတော့ခံယူတယ်ဒါပေမဲ့ဌာနီအများကြီးမရှင်းမြဘူးပပါတို့မမတို့အများကြီးမရှင်းမြဘူးဌာနီဘာမှမပြောဘူးရတယ်မမတို့ယုံကြည်တဲ့အတိုင်းနေဘလို့ပဲမမတို့သူတို့လည်းလက်မခံခဲ့ပါဘူးဒါပေမဲ့ဌာနီသူတို့ပြောခဲ့တယ်ဌာနီဘလို့မျိုးဖြစ်လာမယ်ဌာနီရဲ့ပုံစံဘလို့အမှန်ဆိုတော့မမတို့တွေ့လာလိမ့်မယ်ဆိုပြီးတော့ဌာနီအဲ့တိုင်းလေးပဲပြောခဲ့တယ်နောက်ဆုံးမှာတော့အခုပေါ့နော်ဌာနီရဲ့ ်စိတ်အမှန်ကဘလို့ဆိုတာကိုသူတို့ဌာနီတက်သေးပြနိုင်တဲ့အတွက်ကြောင့်ဌာနီအရန်ကိုဂုံယူတယ်ဌာနီဘုရားမှာအကောင်းဆုံးစုလို့ဌာနီပြောလို့ရပါတယ်ရှင့်ဟုတ်အရန်တော့ဝန်내ခဲ့ပေါ့နော်ဌာနီအရန်ဝန်내ခဲ့ပါတယ်ဌာနီဘက်ကအမှန်နေလုတ်ခဲ့တယ်အမှန်နေပြောခဲ့ပေမဲ့ဌာနီကိုလက်မခံခဲ့ကြဘူးပေါ့နော်လက်မခံခဲ့ကြဘူးဒါပေမဲ့ဌာနီအဲ့ဒီဟာကိုရပါတယ်ဆိုတဲ့စိတ်ကလေးနဲ့ဌာနီဘက်ဌာနီနေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီလိုမျိုးလေးဌာနီဘက်ကဌာနီစိတ်ထားကဘလို့ရှိတယ်ဆိုတဲ့အရာကိုဌာနီ လုံယူစရာမလိုဘဲနဲ့ကိုယ့်ကကိုယ်ကိုနေတဲ့ပုံစံလေးအတိုင်းပဲနေသွားရင်းနဲ့သူ့ဟာသူအကုန်လုံးကအတိမတ်ပြုတ်ချင်းခံရတဲ့အတွက်ကြောင့်ဒီစုလေးကိုရခဲ့တဲ့အတွက်ကြောင့်ထာနီအပိုပြီးဂုဏ်ယူပါတယ်ရှင်။အမှတ်ရဆုံး round ကတော့ evening round ပေါ့။ evening round ကကြတော့ထာနီအရင်ကြိုက်တယ်။ထာနီကကြတော့ဟိုပို့ပြီးအမှန်တိုင်းပြောရမယ်ဆိုရင်ထာနီကဆွန်းစု round လေးဆိုရင်ထာနီအတွက်ကနည်းနည်း challenge ကပနေနဲ့ပိုကြီးရလို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ထာနီကအဲ့ဒီပေါ့ ဆွေးစုတွေဆိုဌာနီကအဲ့လိုလင်းလင်းမြန်မြန်အဲ့လိုရှောက်ရမယ့်ဟာကြီးဆိုဌာနီတိတ်မကြိုက်ဘူးဟာနီကြတော့အငိမ့်သွားတာပေါ့နော်အငိမ့်သွားတဲ့ပုံစံမျိုးလေးဆိုအဲ့တော့ evening gown လေးနဲ့အဲ့လိုညညညညောင်းလေးနဲ့အဲ့လိုလေးသွားရတာအရင်သဘောကျတယ်ကိုနဲ့အန်ကိုက်တယ်ပေါ့နော်အဲ့ကြအဲ့ round လေးဆိုရင်တော့ကိုယ်သက်အကောင်းဆုံး round လို့တော့ကိုကိုကိုခံယူမိပါရဲ့ရှင့်ဟုတ် အော်ဘယ်စင်တီချိတ်ခဲ့လဲဆိုတော့ဟုတ်ကဲ့ပါရှင်ဌာနီအဲ့ဒီညမှာပေါ့နော်ဒီ grand final ညမှာဌာနီ top 11ပေါ့ top 11ပထမတော့ top 10ပေါ့ top 10မှာ top 10ဆိုပြီးတော့ top 11 10 plus 11ဆိုပြီးတော့11 T ပေါ့เนาะအဲ့ဒီမှာက top 11နဲ့မှာဌာနီက top 10ဒိုင်းနေရွေးချယ်တဲ့ top 10နဲ့မှာပါခဲ့ပါတယ်ရှင့်ဟုတ်ဘယ်လိုအမှတ်တရကောင်းနေကြံခဲ့လဲဆိုတော့ဌာနီ ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာလေးတွေကိုဌာနီဘက်ကအကောင်းဆုံးဖြေဖြောက်နိုင်ခဲ့ပါတယ်ရှင့်ဌာနီအများကြီးစိတ်ဒဏ်ရာလေးတွေခံစားခဲ့ရပါတယ်ဒါပေမဲ့ဌာနီခံစားခဲ့ရတဲ့စိတ်ဒဏ်ရာလေးတွေကတော့ဒီပွဲမှာဌာနီကိုကကိုကိုကိုစိတ်ထဲကအမှန်တိုင်းနေခဲ့တဲ့ပုံစံလေးတွေပေါ်မှာအတိမတ်ပြုခံရတဲ့ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အများကြီးဒီပွဲကိုအယမ်းကျဉ်တတ်မိတယ်ဒီစုလေးကတော့အဓိကတော့ဌာနီပွားရဲ့တတတပထမဆုံးအယမ်းအကြိုက်ရဆုံးစုလေးပါရှင့် ဟုတ်ရှေ့ဆက်ပြီးတော့အနုပညာလဲအကြောင်းဆိုတော့ကန်လန်းခံရရင်ကန်လန်းခံတရားတလောက်ပေါ့ကန်လန်းခံရရင်ကန်လန်းခံရတလောက်ဌာနီဆက်ပြီးတော့သွားဖို့ရှိပါတယ်အဲ့လိုမျိုးဌာနီရဲ့ပုံစံကကြတော့မော်ရယ်တိုက်မဟုတ်ဘူးပေါ့နော်ဌာနီပုံစံ miss tight လဲဖြစ်တယ်နောက်တစ်ခုကကြတော့အဲ့ဒီဘယ်လိုပြောမလဲဟိုမင်းသမီးတို့ဘာလို့အဲ့လိုမျိုးရုပ်ရှင်လောကတွေကိုလဲ join ကြ join ချင်စီချင်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်ဌာနီအခွင့်ရရတယ်ရတယ်လို့မျိုးပေါ့အများကြီးလောက်သွားဖို့အစီအစဉ်ရှိပါရဲ့ရှင့်ဟုတ် ပြန်မှာလဲဌာနီအကောင်းဆုံးပေါ့ကန့်ကာလာတောက်လျှောက်တွေမှာဌာနီအများကြီးကိုကိုကိုပေါ့နော်သူဌာနီမှာခံယူချက်တစ်ခုရှိတယ်ဒီပွဲကိုဌာနီစိတ်နှရာရပြီးတဲ့နောက်မှာဌာနီဒီပွဲကိုစပြီးတော့အကောင်းဆုံးလုပ်မယ်ဆိုပြီး join ခဲ့တယ်ပေါ့နော်အဲ့ဒီ join ခဲ့တဲ့ပုံမှာဌာနီဂျာဖြတ်အနေနဲ့ဌာနီကျေးဇူးတင်ရမယ်သူရှိပါတယ်ဌာနီတို့ရဲ့ KZB Entertainment ကမမကိခိုင်နင်းရဲ့မမပန်ဒူရာ2ရဲ့ပပဆွဲမှန်ရဲ့တုံယောက်ကိုဌာနီတရားလေးပြီးတော့ကျေးဇူးအများရမ်းတင်ရှိကြအောင်ဌာနီပြောကြလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒါဌာနီကိုစိတ်ဓာတ်တွေရောခွန်အားတွေရောမပေးခဲ့ဘူးဆိုရင်ဌာနီဒီပြိုင်ပွဲကိုဌာနီယုံကြည်ချက်ရှိရှိနဲ့လုံနိုင်ခဲ့မှာမဟုတ်ပါဘူးရှင့်။နောက်ထပ် ထပ်ပြီးတော့ကျေးဇူးတင်ရမှာတော့ဌာနီအဖေနဲ့အမေပါနောက်ပြီးဌာနီချစ်ရတဲ့မိသားစုတွေရှိပါသေးရဲ့ရှင်အဲ့ဒီသူတွေကဌာနီကိုခွန်အားမပေးခဲ့ဘူးဆိုရင်ဌာနီဒီပြိုင်ပွဲကိုလုံးဝပြိုင်နိုင်မှာမဟုတ်ဘူးအရင်တော့ဆိုဌာနီလူတိုင်းဟိုဟိုကိုကိုနားမှာရှိတဲ့လူတွေဌာနီအားကိုဂျင်စိတ်တွေရှိတယ်ဒါပေမဲ့ဒီပြိုင်ပွဲကိုဌာနီ join လိုက်တဲ့အချိန်မှာ KSB Entertainment ကမမ3မမ2ယောက်နဲ့ပပားရဲ့ဌာနီမိဘတွေရဲ့ဌာနီမိသားစု တည်ရယ်ပေါ့နော်ဌာနီနားမှာရှိနေတဲ့သူတွေရဲ့သူတို့ရဲ့ခွန်အားတွေပေးပေးမှုနဲ့ဌာနီဒီပြိုင်ပွဲကိုလုံနိုင်ခဲ့တယ်။ဘာဘလို့ပြောလဲဆိုတော့ဖေဖေတို့မမေတို့ဆိုလည်းပြောခဲ့ပါဗါတယ်။တမီးတမီးနားမှာဘဒူးမှမရှိရင်တောင်မှတမီးကိုတမီး လုံနိုင်တယ်ငါဒီပွဲကိုဘယ်သူမှမရှိတာတော့ငါရအောင်လုံနိုင်တယ်ဆိုတော့စိတ်ဓာတ်နဲ့ဖြစ်လာအောင်လို့ထာနီကိုအများကြီးပြုစုပြောထောင်ကြရတယ်ဖေဖေနဲ့မမီကလည်းအဲ့လိုမျိုးလုပ်ခဲ့ကြရတယ်ထာနီကို KZB Entertainment ကလည်းအင်အားတွေအများကြီးပေးခဲ့တယ်တမီရတယ်ဘယ်သူမှမရှိရင်တော့မမလို့ရှိတယ်မမလို့ရှိတဲ့ကြောင့်တမီဒီပွဲကိုအကောင်းဆုံးလုပ်မမတို့အနောက်မှာအမြဲရှိနေမယ်ဆိုတော့မမတို့ကိုလည်းအရန်ကျေးဇူးတင်ပါတယ်ပပနဲ့မမနှစ်ယောက်ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင့်နောက်ပြီးတော့ထာနီဒီပွဲမှာလက်ပြတက်တက်နဲ့ ဒီစုတွေအကုန်လုံးထာနေအခုရခဲ့တယ် talent 3ပေါ့နော် top 3လဲရခဲ့တယ်ဒီ finalist 10ရောက်မှလဲထာနေပါခဲ့တယ်အဲ့တော့ထာနေလေးပြတန်တန်နဲ့ရရှိခဲ့တဲ့အတွက်ကြောင့်ထာနေဒီစုလေးကိုအရန်တန်မိုးထားပါတယ်ဒီစုဒီစုဆိုတာအထက်ပေါ့နော်ဒီ3ခုပေါ့ဒီ3ခုရခဲ့တယ်ပေါ့နော်နောက်ခုကတော့စုပါရေလို့ကင်ပြီးပြောလို့မရပါပဲအဲ့ ဲ့လိုပေါ့နော်ဒီသုံးခုဌာနီရရှိခဲ့တဲ့ကြောင့်အရန်လဲပျော်တယ်ဌာနီအများကြီးစူးစမ်းခဲ့တဲ့ကြောင့်ဌာနီရခဲ့တယ်လို့ဌာနီကိုဌာနီခံယူပါတယ်ရှင့်ဟုတ်ကဲ့ပါကဲဒီရလေပြီးတော့ဌာနီကညီမလေးတို့ရဲ့ အမပေါ့နော်ညီမလေးတို့ရဲ့အမမတ်ထူထာနီကညီမလေးတို့ဒီနေရာလေးပြီးတော့စကားလေးပြောချင်ပါတယ်ညီမလေးတို့အမအရန်လဲလွမ်းနေအမနေတိုင်းနေတိုင်းပေါ့နော်နေတိုင်းနေတိုင်းအမတို့တွေရီမမော့တွေဖြတ်တန်းလာကြရတယ်တယောက်နဲ့တယောက်မမရေးဆိုပြီးဖိဖိမမကူညီကြရတယ်တခုဆိုရင်ညီမကောင်းဖြစ်ရင်လည်းမမသမီးဘာဖြစ်နေညာဖြစ်နေဆိုရင်အဲ့လိုပြောလိုက်ညီမလေးတွေဆိုရင်ဒါနေအရန်ဒီကလေးလွမ်းနေပါတယ်နော်ညီပြည်ကညီမလေးရောနောက်ပြီးတော့တောင်ကူကညီမလေးရောနောက်ပြီးကော်တောင်ကညီမလေးရောအများကြီးပေါ့နော်ညီမလေးတွေအားလုံးအမလွမ်း ်းနေပါတယ်ရှင်ပြီးတော့လေညီမလေးတို့ဆက်ရှစ်ဆက်ပြီးတော့အမှုပညာလမ်းကြောင်းတွေကိုလည်းအများကြီးဆက်လုပ်ကြပါအကုန်လုံးကအရန်ကိုတက်မှုရှိတဲ့ပန်းလေးတွေဖြစ်တဲ့အတွက်ကြောင့်အများကြီးအမစောင့်ကြည့်နေခြင်းပါတယ်အများကြီးလည်းဆက်လုပ်ကြပါเนาะနောက်တစ်ချိန်ကျရင်ပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးများ යි တင်ပါတယ်